အလုံးဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ hero facebook youtube တက်တော့နေအားလုံးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လွမ်းပိုင်ရဲ့ထွက်ထားတဲ့လီဝင်မြောက် elephant ဒီမှာပါတဲ့ဒီပြွာသားအခြေဆိုတဲ့ခြင်းကိုပြရှင်လုပ်ပြမှာဖြစ်ပါတယ်အခုလည်းရန်ကြိုင်ရဲ့ခြင်းတို့ခြင်းလုပ်ပြမှာတော့ကြည့်လိုက်ပါဦး ချင်းအတီးထားလေတချမ်းတီးထားပြမယ်လေချင်းဒီတချမ်းနော်လွှမ်းမိုင်းတချင်းတော်တော်များတော့ဘယ်မှာလေတချမ်းတီးပြီးတာများတယ်ချင်းနေတယ်မလေတချမ်းတီးရတီးလုံးနေတယ်မိုက်ဒီချင်း intro မြင်တာနဲ့ကျွန်တော်တတိယဝါလိမ့်မယ်ထင်တယ်။အရင်တော့ မာပြင်တနိုင်ကလုံးဖက်ဒလင်တလက်နဲ့သိမ့်ပိုက်ခဲ့တဲ့ဆရာကြီးဟိုလေးဆိုးအောင်ပေါ့နေဆိုးအောင်တခြင်းအောင်သွားပြီးတရရပါတယ်အရင်ကအရင်တော့ဟောခဲ့တဲ့တခြင်းပုံစံဒါတော့ new version ပေါ့ဒီဟာသားအချက်ဟိုတိုင်းကငါဘက်ကသွားပြည်ကြီးတဲ့ကသက်တော်ဝါတွင်ကြီးပဲကွာချစ်မိတာကိုပြည့်ရှိမှမြင်ပြီးကငူကြီးကြီးငါရွာနာနွားရွာမြတ်မဆာဆိုတဲ့စကားပုံတော့ကပ်ပြီးလို့ ာတာကိုဆွဲအားပြုံနေသွားဖို့ဆိုတကနတ်တီကြွားသားများဘာနာနာရွာမြက်မစားဆိုပဲဒီလိုပဲဟုတ်လားကိုတရွာတဲ့နေတရီတဲ့တော့လူချင်းချင်းလူသူเจ้าကိုသေးကိုเจ้าကိုသေးအတွင်းသေးစင်းသေးနေတယ်ရောက်ချစ်ဖို့ဆိုတာရန်ခဲရင်းနေဗျာအခင်တော့တောင်းနေတောက်ဒါမှရှိလို့ရရှိပါပါဒါပေမဲ့ရှိတယ်ဆိုတော့ခဲရင်းတယ်အဲ့လိုမျိုးတခြားမျိုးဝင်တွေပဲဖြည်းဖြည်းတခြားရွာပဲဖြည်းဖြည်းလူနှစ်မတင်ဆုံသွေးတာတို့ပါလို့ဆို ရန်ချင့်မိတော့မိမိချင်းချင့်မိတော့အဲ့ဒါမျိုးတရားသာအခြေဆိုတာဖြစ်တယ်ဗျာလူကအခြေကအာ first leg ကဒီ icon နဲ့ကနေစတယ်ဗျာ icon နဲ့စပြီးတော့မိမိချင်းချင့်မိတော့လို့ပါလို့ဆိုလို့မျိုးတရားသာအခြေကလူနေစတယ်ကတ္တနလူပဲတာတာကိုရွာနာနွားရွာမြမစာဆိုတစ္ကပုံတော့ကပီလူပဲတာတာကိုဆွဲအားပြုံးနေသွားဖို့ဆိုတကနတ်တီကြွားသားများကတ္တန

ဒီမှာတော့သိရတဲ့အတိုင်းပဲဒီကထိန်တို့ဘာလို့ဆိုရင်လော်တွေနဲ့ကြိတ်တာဒီရှင်းနေဆိုရင်တော့အမှန်ကန်ဖြေးလို့ရတယ် ားချစ်ကပူပါတဲ့ဒီရွာသူချစ်လေးရဲ့မင်းပြုံးလေးများငါတွေ့ချိုးသားတဲ့ဒီရွာသူရဲ့ပြင်းပြင်းနဲ့ဟောကီလေးသားရဲ့မကုန်ကင်တီမင်းနဲ့ဆုံးချင်ပြီကိုရဲ့ချစ်နီတာရဲ့တပုံးဤလေသားရမကုန်ခင်တီအမင်းနဲ့ဆုံးချင်းမိဟာဟုတ်ကဲ့ကတော့လုံးဝမရဘူးဒီတော့ဟိုဟာတစ်ချိန်တည်းမှာအဲ့ဒူနေဆောင်အောင်တစ်ချိန်တည်းမှာလဲလို့ပဲအချိန်နဲ့မြို့တော်ကြီးနှိုင်းရှင်းရင်တော့မြို့တော်ကြီးတော့ဈေးဈေးဖြစ်သွားတယ်ဆိုတော့တော်ကြီးနဲ့ဒါတော့ new version မှာ 2025ရဲ့တခြင်း1 by 1ဒီဒီခက်တရားသာအချက်ပေါ့ဒီလေတာရမကုန်ကင်ဒီမင်းနဲ့ဆုံရှင်မီကိုရဲ့ချင်းနီကာရီတပုံတပင်ကြီးမင်းကိုကုန်မင်းဒီရွှေရောင်လဲခင်းများမင်းတွက်ဒီလိုတဲခင်းထားတရားသူလေးရင်တကယ်စင်းသာတရားသားလေးကိုပြန်ချစ်ပြပြချင်းမတရားသားဖြစ်ကချာနာလို့တရားသူလေးကိုတော့ဖော်ဖို့တရားသူလေးရဲ့ချာလာပြောတရားသားချင်းနဲ့တရားသား flow 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 ာနဲ့တီပါလို့မချေဘူးကိုကိုကြိုက်တဲ့ကောင်မလေးကိုခြားရောက်မှလို့မသွားပြီးတော့ပိုးပန်းရကဆိုင်တယ်နဲ့သွားတာလို့ဘာလို့ဆိုလုံးဝနေဘက်လူတွေကတော့အဲ့ဒီ feeling ကိုသိမှာပေါ့ဒါကချင်းသုံးချင်းကြီးပဲဖြစ်နေတယ်ပြန်ပြောချင်းလေးရေဘာသာချစ်ကပူပါလေပြာသူချင်းလေးရေဘာသာချစ် ချင်းက music video ထွက်လို့ရှိရင်တော့လုံးဝအဲ့လိုလေထဲမှာလူမျိုးရိုက်တဲ့ပုံစံလေးဆိုလုံးဝကြည့်လို့ကောင်းမသိချင်းလေးနဲ့ကြွရလိမ့်မိုက်တယ်ကိုယ်ရောရောချွာသာချကပွားရဲချွာသာချစ်လေးလေးချွာသာချကပွားရဲချွာသာချစ်လေးလေးအတန်သူရမန်တန်းတော့ဟိုကလူမျိုးဆုံးအတန်လေးတော့စင်အောင်သူလှုပ်တာနဲ့တူတယ်ချင်းရတော့ပါရဲအာ ။နောက်မှလေးခုမြောက် eleven ပေါ့။ဘာမှ eleven မှာတော့ကသူထွက်တဲ့ eleven တော့ကတော့စုံနဲ့ပြတ်ထားလို့လားမသိပါဘူး။ fee တစ်ချိန်တွေပဲများတယ်လုံးဝအသေးကိုရတဲ့ fee ဒီဒီဒီခွေထဲမှာတော့လုံးဝအရင်က vibe ကိုဘာမှအရင် vibe ကိုပြန်ရထင်တယ်။တစ်ချိန်တွေလည်းအကုန်လုံးမြူးမြူးလေးတွေပါ။ဒီမှာကျွန်တော်ကြိုက်တဲ့နောက်တစ်ပုတ်ဆိုရင်ဦးနေပြီဆိုအတက်နေပြီဆိုလည်းညှူထောင်လို့တစ်ချိန်ဆိုတစ်ချိန်တီးထားတီးလို့မိုက်တယ်။ဟုတ်ပြီလားအဲ့ဒီတစ်ချိန်နဲ့ဆိုပေါ်လာရင်လည်းဖြေမယ်ဆိုရင်လုံးဝမိုက်တယ်တစ်ချိန် ချင်းတော့ပါပဲဒါပေမဲ့တခြင်းကိုကျွန်တော်ပြောနေတယ်တခြင်းကိုတခြင်းလို့ပဲနားထောင်လို့ရှိရင်တော့ပိုင်းတယ်ဗျာဒါပေမဲ့အဲ့လိုဒီလူတရား personality နဲ့အဲ့လိုလိုက်ပြီးတော့နားထောင်ပြီးတော့သိမိုက်ပဲကိုကျဲတဲ့နုပညာရှင်ရဲ့တခြင်းကိုတခြင်းလို့ပဲနားထောင်လို့ရှိရင်ဘုံက vibe API တခြင်းရဲ့ vibe ချင်းနဲ့ vibe ပြီးရိုက်လိမ့်မယ်ကျွန်တော်ထင်တယ်ဟုတ်လူဒီထဲမှာကိုပိုင်တန်စင်ဆိုတဲ့တခြင်းပေးထားရလဲရင်တော့ထွက်ခဲ့တဲ့ event တွေတော့သူ့ကိုပြောတယ်တခြင်းတွေကတည်းကမှ copy ဟိုဟာရင်းဆင်တာများလို့တန်စီရင်တွေ့အဲဒါကြောင့်မဟုတ်သူလောက်တာလားကျွန်တော်စိတ်ထင်မှာဒါမှမဟုတ်လေသူ့ရဲ့နာမည်လွှမ်းပိုင်းဆိုတော့လွှမ်းပိုင်းမှာကိုပိုင်ဆိုပြီးတော့သူသူ့ရဲ့တန်စီဆိုပြီးအဲ့လိုပေးရလားဒီအဲတချင်းနေရာနောက်တဲ့ဗီဒီယိုဟိုဟာနောက်တဲ့တချင်းနေရာထပ်ပြီးတော့နားထောင်ကြည့်ပါဦးကျေးဇူးပါတယ်ကြည့်ရှိပေးတဲ့အတွက်နောက်တဲ့ဗီဒီယိုတွေမှာလည်းထပ်ပြီးတွေ့ကြပါမယ်ဗျာ